Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ရဲ့ကွန်ပျူတာတွေကိုအာ MongoDB တုံးလို့ရအောင်ကျွန်တော်တို့လုပ်မယ်ပေါ့နော်အဲ့တော့အဲ့အတွက် online တော့ကျွန်တော်တုံးဟိုရနေဖို့လိုလိုလိမ့်မယ်ပေါ့နော် Okay အဲ့တော့နှစ်ခုလိုလိမ့်မယ်တစ်ခုကဘာလို့ဆိုဒီ MongoDB database တွေ cluster ပေါ့နော်နောက်တစ်ခုက MongoDB compass ပေါ့နော်အဲ့ကျွန်တော် mongodb.com ကိုတစ်ချက်ကျွန်တော်ဝင်လိုက်မယ်ဒီမှာတစ်ချက် MongoDB compass လို့ကျွန်တော်တစ်ချက်ရိုက်ရှာလိုက်မယ် compass ကိုပဲတစ်ချက်သွားရအောင်အဲ့တော့ ဒီဒီဟာပေါ့နော်ဒီ product to compact ဆိုတဲ့ဒီကောင်တစ်ချက်ကျွန်တော်ဝင်လိုက်မယ်ဒီကောင်ကိုမှ download ဆိုတဲ့ဟာရှိတယ် download ကိုတစ်ချက်ကျွန်တော်ဝင်မယ်ပြီးဒီမှာ MongoDB compact ဆိုတဲ့ဟာ GUI GUI ဘူပါပေါ့နော်အဲအကောင်လေးကျွန်တော်လိုလိမ့်မယ်ပြီးဒီမှာ download လာပြီးလုပ်ပေါ့နော်ကျွန်တော်ကတော့ဒီဒီမှာ platform ရွေးပြီးပေါ့နော်ကိုက Windows 3နဲ့ဆိုလဲ Windows Mac တွေ့ဆိုလဲ Mac တွေ့ပေါ့နော်ကျွန်တော်မှာတော့အာ download လေးလုပ်ပြီးသား installation လေးလုပ်ပြီးသားဆိုတော့အဲကျွန်တော်တော့မတောင်းပြတော့ဘူးပေါ့နော် ထောင်ပြီး installation လုပ်ရတော့လွယ်လွယ်လေးပါเนาะโอเคအဲ့တော့အဲ့ဒါရပြီလို့ကျွန်တော်ယူစလိုက်မယ်အဲ့တော့ဒီမှာကျွန်တော် sign in တစ်ချက်လာလုပ်ရအောင်အဲ့တော့ sign in မှာကျွန်တော် Google နဲ့ကျွန်တော် sign in လုပ်မယ်ပေါ့เนาะအဲ့တော့ Google main နဲ့ပဲကျွန်တော်လုပ်လိုက်မယ်โอเคยาดิဒါကျွန်တော်က အာအရင်ဆမ်းမူးသားဟာကြီးလည်းရှိနေရဆိုတော့ဒီမှာမဆမ်းနိုင်ကြတဲ့ reason ပါညာလာပြနေပါတော့အမ်မုံငိုတီဗီမှာဗျာဟိုဟာဘယ်လိုပြောရမလဲဒီမှာသူကတော့သူ့ခေါ်ရတော့ organization ပေါ့နော် organization organization တကူဖန်တီးလို့ရှင်အဲ့ထဲမှာ free cluster တကူဖန်တီးလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာ mm ပါလဲမသိပါဘူး okay mang နဲ့ okay ဒါတော့ဟို database ရဲ့နာမည်ဗျာအဲ့တော့ organization တကူကကျွန်တော်မှရှိပြီးသားဗျာဒါပေမဲ့ကျွန်တော်ဖန်ဖန်တီးလို့ရမှာမသိတော့တခြားကြည့်ကြည့် ဒီ share cluster ကိုကျွန်တော်သုံးလိုက်မယ်ဆိုရင်ဒါ free ပေါ့เนาะအဲ free cluster ရှိပြီးသားမရဘူးပြန်တော့ဆိုလိုတာ okay အဲ့တော့ဟို organization organization တခုမှာ तू อ่ะ cluster တခုဖန်နေခွင့်ရှိတယ်ပေါ့เนาะ free ပေါ့เนาะဖန်နေခွင့်ရှိတယ်အဲ့တော့ကျွန်တော်อ่ะဒီဒီဟာတစ်ချက်နေပြီး viewer organization ကျွန်တော်လုပ်လိုက်မယ် pin create new နဲ့တခုကျွန်တော်ဖန်ဖန်တီးလိုက်မယ်ပေါ့เนาะအာဒီကောင်ကျွန်တော် main test လို့ကျွန်တော်ပြောလိုက်မယ် okay င်ကျွန်တော်ဒီပထမဆုံး option ပဲရွေးထားမယ် next ကိုတခြားနှိပ်လိုက်မယ်အာ create organization လာပြီးလုပ်လိုက်မယ် okay ဒါဆိုဒီ the organization နဲ့မှာကျွန်တော် project ဖန်တီးလို့ရမယ်ဒီ cluster အပါဝင်ပေါ့နော်ဒီ new project တခုထပ်ဖန်တီးရအောင်မယ် okay man test လို့ပဲကျွန်တော်နာမည်ထပ်ပေးလိုက်မယ် okay create တခြားပြန်လုပ်လိုက်မယ် okay ဒါ deployment နဲ့ deployment မဟုတ်ဘူးကျွန်တော် database ကိုတစ်ချက်သွားကြည့်မယ်နော် okay page database ကိုကျွန်တော်တစ်ချက်နှိပ်မယ်အဲ့မှာကျွန်တော်ဒီမှာ free free ဟိုက်512 mb storage နဲ့နည်းနည်းပဲရပါတော့ဒါကဒီက testing အတွက်ပဲဗျ sorry I'm just testing လုပ်ဖို့အတွက်ပဲပေါ့နော် okay ဒီတိုင်းမှာကျွန်တော်ဘာမှမလုပ်ဘူးဟို cluster 0တဲ့ okay damage ထားလိုက်မယ် create ချက်နှိပ်လိုက်မယ် Sebaiknya bung lagi kah oke okay? Why? Modus saya oke Ah, password, password ku jono. Ah, mama one two three dua jono jualan, oke Kau lain mama one two three dua jono jualan. create ချက်နေလာမယ်အဲဒီမှာ IP address ကလीကျွန်တော်တို့ဒီကျွန်တော်အခု local machine နဲ့ဒီ on the online ပေါ်မှာဒီ MongoDB server ကိုလမ်းပြီးတော့ချိန်မှာဆိုတော့ကျွန်တော်တို့ IP ကိုတောင်းနေပေါ့เนาะအဓိကတော့ဟိုလူတိုင်း access လုပ်နေမှာဆိုလို့ပြန်တော့အဲဒါကြောင့်ကျွန်တော်လက်ရှိ this IP is already ဟိုအရင်က send မိတာဟာရှိလို့ပြအဲဒါကြောင့်ဒီဒီမှာ IP ကျွန်တော် IP ရှိပြီးသားအဲအဲဒါကြောင့်လာပြီးတော့ရှိပြီးသားဆိုပြီးလာပြောနေတာပေါ့เนาะ အခုကြည့်နေတဲ့မိတ်ဆွေတို့ကတော့ဒီ annual IP address ကိုနှိပ်လိုက်လို့ရှိရင်အခုကိုယ့်ရဲ့လက်ရှိ IP address ဒီထဲမှာဝင်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါကို add entry လုပ်ပြီးပေါ့နော်ပြီးရင် finish လုပ်လိုက်ရင်ရပြီ okay okay ဒါဆိုရင်ရပြီကျွန်တော် database ကိုတစ်ချက်သွားသွားကြည့်မယ်အဲ့ဒါဆိုရင်ဒီ database တကူအာရလာပြီပေါ့နော် cluster ပေါ်မှာ ဲ့တော့ဒီ connect ကိုတစ်ချက်ကျွန်တော်နေအောင်ဒီ connect မှာမှာဘာနဲ့ချိတ်ဆက်မှုလုပ်မှာလဲဆိုရရှိတယ်ဒါ programming နဲ့ချိတ်ဆက်မှုလုပ်မယ်ဟာဗောနော်ဒါ complex နဲ့ချိတ်ဆက်မယ်ဟာတဲ့ okay ဒီမှာ connection string ကျွန်တော်အရေးကြီးတာဒီ connection string ပေါ့နော်ဒီတော့ကျွန်တော် copy တစ်ချက်ကူလိုက်မယ်ကျွန်တော်အခု mongodb compass ကိုကျွန်တော်ဖွင့်လာမယ် make sure သစ္စာရာအာ operating system လိုက်ဖွင့်ပါတော့အဲ့တော့ mongodb compass မှာဒါတော့ကျွန်တော် send လာတဲ့ဟာပြီ အဲဒီမှာ connection string လာပြီးတော့တောင်းနေပေါ့နော် UI နဲ့အာဒီကောင်မထွက်ဘူးဆိုဒီမှာ new connection string မှာလာပြီးနှိပ်ပြီးတော့နှိပ်လိုက်လို့ရှိရင်ဒီ box ထွက်လာမယ်ပေါ့နော် input ဒီမှာ paste လိုက်မယ်ဒီ password နေရာမှာခုနကကျွန်တော် number 1 2 3ပဲကျွန်တော်ထားလာခဲ့ရပေါ့နော် pin connect ကိုတစ်ချက်လာနှိပ်လိုက် save connect နှိပ်လိုက်လို့ရှိရင်တော့နောက်တစ်ခေါက် bmi connect လောက်ဆက်မလို့တော့ဘူးပေါ့နော် okay save connect တစ်ချက်လုပ်လိုက်မယ် name ကို mantis ဆိုခုန mantis လို့ပြောခဲ့ okay ဒီလိုကျွန်တော်နာမည်ပေးလိုက်မယ်ကို အဲဒီကောင်ခဏလေးဆောင်းရလိမ့်မယ်ပေါ့နော်အဲ Okay ဒါဆိုရင်ရပြီပေါ့နော်ဒါဒါဆိုရင်ရပြီရပြီဆိုတော့ဒါဒီမှာ database တွေပါဖန်တီးခြင်းဒီမှာလာပြီးဖန်တီးလို့ရတယ်ပေါ့နော်ဥမာအာ test gen ကိုကျွန်တော်ပြောလိုက်မယ် collection collection ဆိုတာဒီ sql developer နဲ့ဆိုတာ table တစ်ခုပေါ့နော်ဒါပါတော့ user collection တစ်ခုပေါ့ okay အဲဒီမှာမူကို share ကျွန်တော်လာပြီးတော့ကျွန်တော်အမြောက်ကြအိန္ဒိယနဲ့လာပြီးတော့ရေးမှာပေါ့နော်အာဥမာ use နဲ့ testing testing ဆိုလို့ရှိရင်ဒါကျွန်တော်ဘောင်းဆိုဒီ testing database ကိုလမ်းပြီး select အာလုပ်လိုက်တာပေါ့နော်ဒီပြီးတော့ user. file ဆိုတာ data အားလုံးလမ်းပြီးတော့ယူလိုက်တာပေါ့နော်ဒါမျိုးကျွန်တော်ဥမာ data မရှိတော့ empty response လာပြီးပြန်တယ် okay ဒါဆိုကျွန်တော်ဒါစပြီးတော့ mongodb ကိုအာစတုံးလို့ရပြီပေါ့နော် โอเคနားလည်မယ်လို့ကျွန်တော်ထင်တယ်နည်းနည်းအောင်ကြာပါရနော်โอเคအားလုံးပဲကျေးဇူးပါ